ဆူရဲရဲ့စစ်တပ်ကလွန်ခဲ့တဲ့နှစ်မှာပြည်ရင်းစစ်အတွင်းဒါရုလက်နက်တွေကိုအသုံးပြုခဲ့တယ်လို့အမေရိကန်ပြည်ထောင်စုကမေ22ရက်ကဆုံးဖြတ်ခဲ့ပြီးခါတွန်ကိုအေးအေးယူပိတ်ဆို့မှုတွေချမှတ်ရလိမ့်မယ်လို့ဆိုပါတယ်။ဒါရုလက်နက်အားလုံးအသုံးပြုတာကိုရပ်ဖို့နဲ့ဒါရုလက်နက်တွေအသုံးပြုတာကိုတားမြစ်တဲ့နိုင်ငံအားလုံးနေပါကလက်မှတ်ရေးထိုးထားတဲ့အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ဖြစ်တဲ့ဒါရုဗေဒဆိုင်ရာလက်နက်များသဘောတူညီချက်အရဆူရဲရဲ့တာဝန်ခံမှုတွေကိုလိုက်နာဖို့အမေရိကန်ပြည်ထောင်စုကတောင်းဆိုပါတယ်လို့ အမေရိကန်နိုင်ငံသား၏ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါရုလင်းနဲ့ပြန်ပွားတာကိုလှုပ်ဆောင်ရမှာတာဝန်ရှိတယ်ဆိုတဲ့သူတွေတာဝန်ခံစေဖို့အမေရိကန်ပြည်တော်စုကအပြေးဝလှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့နိုင်ငံတိုင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Tammy Bruce ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါရုလင်းနဲ့တွေကိုမြေတိအချိန်မှအသုံးပြုခဲ့တယ်။ဘလိုနေရာမှာအသုံးပြုခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံတိုင်းဝင်ကြီးဌာနကချက်ချင်းအဖြစ် အသေးစိတ်တွေကိုဖော်ပြခြင်းမရှိတာဖြစ်ပါတယ်။ဆူရန်စစ်တပ်ဟာချင်းမြန်အကူလက်ရုံးတပ် RSF နဲ့စစ်ဖြစ်ပွားရမှာဒါရုလက်နက်တွေကိုဝေးလံတဲ့ဒေသတွေမှာအ ਨੇ စုံနှစ်ကြိမ်အသုံးပြုခဲ့တယ်လို့ဇန်နဝါရီလထဲမှာ New York Times သတင်းစာကဖော်ပြခဲ့ပါတယ်။အသုံးပြုခဲ့တဲ့ဒါရုလက်နက်ဟာကလိုရင်းတန်ခွေဖြစ်ပုံရတယ်လို့အမည်မဖော်လို့သူအမေရိကန်တာဝန်ရှိသူတွေရဲ့ပြောဆိုမှုတွေကို New York Times သတင်းစာကကိုးကားဖော်ပြခဲ့ပြီးကလိုရင်းတန်ခွေတွေဟာပြင်းထန်တဲ့အသက်ရှင်လမ်းကြောင်းဆိုင်ရာနာကျင်မှုကိုဖြစ်ပေါ်စေနိုင်ပြီး သေဆုံးစေနိုင်တယ်လို့ဆိုပါတယ်။ဒါလို့လက်နက်တွေအသုံးပြုခြင်းနဲ့တပ်ဆိုင်တဲ့ဆုံးဖြတ်ချက်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကမေ22ရက်မှာကွန်ကရစ်ကိုအသိပေးခဲ့တယ်လို့ဆိုပါတယ်။အခုလိုကွန်ကရစ်ကိုအသိပေးပြီးတဲ့နောက်15ရက်အကြာမှာအရေးယူပေးဆိုမှုတွေကိုချမှတ်မယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ပေးဆိုအရေးယူမှုတွေထဲမှာအမေရိကန်ပို့ကုန်တွေကိုကန့်သက်တာတွေပါဝင်မှာဖြစ်ပြီးဆူရန်အစိုးရကိုငွေကြေးထောက်ပံ့နေတာကိုကန့်သက်တာတွေပါဝင်မှာဖြစ်ပါတယ်။